မင်္ဂလာပွဲတွေတိုင်းရင်တတိုတမီထက်လှနေတဲ့ eShop ဖွေရနာွယ်ကအကြောင်းရင်ဆိုရှယ်မီဒီယာပေါ်မှာမင်္ဂလာပွဲတင်းတွေအထူးတပြင်အနုပညာရှင်တွေရဲ့မင်္ဂလာပွဲပုံတွေတက်လာပြီဆိုရင်ပိတ်သက်တွေအဓိကကြည်ကြတာကတော့အင်တွေရဲ့အလားဆုံးဖြစ်ရမယ့်တတိုတမီပါပဲဒါပေမဲ့မင်္ဂလာပွဲတွေမှာတတိုတမီထက်အယုံစိုက်ခံရကဘာဝက်လာလဲဘယ်လောက်ထိလှနေလဲဆိုပြီးပိတ်သက်တွေကမျက်စိတတောက်ကြည်တတက်အများအားစောက်ကြည့်ခံရတဲ့အဲ့ဒါတယောက်ရှိပါတယ်သူကတော့ minimi shop eShop ပို့ပါပဲဒါကြောင့်လဲအခုနောက်ပိုင်း မင်္ဂလာပွဲတိုင်းမှာဒီရော့ပိုတယောက်တတော်တမီးကိုအားမနာဘူးလားပွဲရှင်ထက်ပိုတောက်ပနေတဲ့အတန်းရှင်းလိုခြင်းလို့တမင်လောက်တာလားဆိုတဲ့ဝေဖန်မှုတွေပြောဆိုမှုတွေအများတန်းလိုလိုပေါ်ထွက်လာပါတယ်ဟိုတလောကသူတငယ်ချင်းမေဘီကြီးရဲ့မင်္ဂလာပွဲဆိုရင်လဲတတော်တမီးမေဘီကြီးထက်တောင်မှဒီ shop ကိုကပို့ပြီးတော့လှပပေါ်လွင်နေခဲ့တယ်ဆိုပြီးလူတွေကြားမှာတော်တော်လေးပျော်စမဲဖြစ်ခဲ့ရပါတယ်။ဒီ shop ကတော်တော်သမီးကိုမြေတားမပေးပဲတမင်တကာပို့လှအောင်ပြင်ဆင်လာတာလားဆိုပြီးတော့လူတွေကထင်လာကြတာပါ။ တကယ်တော့ eShop ပေါ်ဝတ်တဝတ်စုံတွေကတကယ်တမ်းအခြားမင်းသမီးတွေဝတ်တာထက်အများကြီးပိုပြီးစီမံထားတာမဟုတ်ပါဘူး။ဒါပေမဲ့သူပါဝတ်လိုက်ဝတ်လိုက်အဲ့ဝတ်စုံကသူ့ခန္ဓာကိုယ်ပေါ်မှာတောက်ပါလှပါနေတာပါ။ဒါပါကြောင့်လဲလို့အဓိကအကြောင်းရင်းကတော့ခန္ဓာကိုယ်အရှိုးစားပါပဲ။ eShop ပေါ်အနုပညာလောကမှာဖက်နဲ့အကွင်းလိုခေါ်ရလောက်အောင်နှစ်ပေါင်းများစွာကျင်းမှအချိန်ပေးပြီးတော့လေ့ကျင့်တိဆောက်ထားတဲ့ကျမ်းမာလှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတွေပါဒီလိုပါဖက်ဖြစ်တဲ့ခန္ဓာကိုယ်မျိုးပေါ်မှာ တာမမြန်မာဝတ်စုံလေးနဲ့ဝတ်လိုက်အောင်ပြိလိုက်တာနဲ့အလိုလိုထင်ထွက်နေပြီးတပ်ပတ်နေတာဟာတဘဝပါပဲဒါဟာဒီကုတက ပြင်ဆင်လှလှတာထက်သူ့ရဲ့ငိုရှည်ရွှဲကျိုးစားမှုကပေးထားတဲ့ရလက်ကြောင့်လှနေတာပါဒုတိယအချက်ကသူ့ရဲ့ဖြစ်ရှင်အမြင်ပါတချို့ဟာထင်ကြပါလေပွဲတစ်ပွဲမှာတပ်ပတ်ရှင်စိန်တွေကြောက်တွေအများကြီးတည်ရမယ်အတော့ပါဆုံးအယောင်တွေဝေ့ရမယ်လို့ထင်ကြပါတယ်။ဒါပေမဲ့အီရှော့ပိုရဲ့စတိုင်ကိုကြည့်လိုက်ပါ။သူမအလှပကြောင့်အများနဲ့ထင်ရှားနေပါတယ်။အီရှော့ပိုဟာ သူ့အသားရည်နဲ့လိုက်ဖက်တဲ့အရာတိမ်မွေးပြီးတော့ကြည်ကောင်းတဲ့အရာတွေကိုပဲရွေးလေရှိပါတယ်သူခန္ဓာကိုယ်ရဲ့အလှဆုံးအစိတ်ပိုင်းတွေကိုပေါ်လွင်စေမဲ့ကိုနဲ့တရားတဲ့ကြနေတဲ့ဖီတင်မျိုးကိုဝဆင်ပါတယ်ဒီအရှိတွေကြောင့်သူဟာအများကြီးမစင်ထားပေမဲ့အလုံးကြတဲ့မှာထင်ကနေဖြစ်နေပြီးလူတွေရဲ့အယုံကိုဖန်ဆားနိုင်တာပါ ishop ပေါ်ကတာမန်အဲ့တဲ့တရားမဟုတ်ပါဘူးသူဟာမြန်မာနိုင်ငံရဲ့ထိတ်တန်းတရုတ်ဆောင်မင်းသမီးတယောက်ပါအနည်းပြရှင်တယောက်အနေနဲ့ပြိတ္တရှိကိုထွက်တဲ့အခါနာတစ်ခုကိုတယောက်တဲ့အခါ ို့ဝှစ်တဲ့ပရိတ်တောက်ကိုလေးစားတမှုနဲ့အများအားအကောင်းဆုံးပုံစံဖြစ်နေအောင်ပြင်ဆင်ရတာဟာသူတို့ရဲ့ professional တာဝန်တစ်ခုပါဒါဟာသူတို့တမီးကိုအားမနာတာဒါမှမဟုတ်အတန်းရှင်းလိုချင်တာထက်သူ့ရဲ့အနုပညာ email ကိုထိမ့်သိမ့်တဲ့ပရိတ်တောက်ကိုအများအားအကောင်းဆုံးပြတ်တက်လို့တဲ့သူ့ရဲ့စိတ်ဓာတ်ကြောင့်လိုပဲရှင်မြင်နိုင်ပါတယ်။ဒါကြောင့်အဆုံးတက်အနေနဲ့ပြောရရင်ဒီချောပေါ်တရမင်္ဂလာပွဲတွေမှာစားနေတာဟာသူတို့တမီးထက်ပိုလှအောင်ပြင်လာတာမဟုတ်ပါဘူးသူမရဲ့နှစ်ပေါင်းများစွာစူးစမ်းထားတဲ့ခန္ဓာကိုယ် သူမရဲ့မွေးရပါအလှတရားနဲ့သူမရဲ့ဖြစ်ချင်းမြင်နေပေါင်းစပ်သွားလို့ပါတကယ်တော့အလှတရားဆိုတာကြီးတဲ့သူရဲ့မျိုးစိထဲမှာပဲရှိတာပါသူတို့သမီးကလည်းသူရဲ့နေမှာသူတို့သမီးအလှနဲ့အလှဆုံးဖြစ်နေတယ်လို့ဤရှော့ဖို့ကလည်းတယောက်လာတဲ့ဧည့်သည်အနုပညာရှင်တယောက်ရဲ့အလှနဲ့အလှနေတာပါဗိတ္တကြီးတို့ကရောဤရှော့ဖို့ရဲ့အလှတရားပေါ်မှာဘယ်လိုမြင်ကြပါတယ်လဲသူတို့သမီးထက်ဧည့်သည်ကပိုလှနေတာကိုလက်ခံပါသလားသမီးတို့ရဲ့အမြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် thank <music> you